ကမ္ဘာစင်စာဖြတ်တောက်မှုအများဆုံးဆယ်နိုင်ငံဆင်းမှာမြန်မာနိုင်ငံကပါဝင်နေတာဟာမီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးဥပဒေပိုင်းဆိုင်ရာအားနည်းနေလို့ဖြစ်တယ်လို့မြန်မာသတင်းပညာသိပ္ပံကျောင်းကပြောကြားလိုက်ပါတယ်။ခင်းနှင်းပြူစုကသတင်းပေးပို့ထားပါရရှင်။ချိုးတိုတက်မှုဘက်ကကူတီနေသည်ကိုတရားစီရင်ရေးနဲ့ပတ်သက်ပြီးအနေငယ်သာအပြောင်းလဲရှိနေတာရဲ့သတင်းမီဒီယာတမားရင်အတွက်တိကျမှန်ကန်တဲ့ဒီစဲဥပဒေတွေမရှိတာကအဓိကအကြောင်းရင်းပါလို့ပြောပါရတယ်။တရားစီရင်ရေးစနစ်ပေါ့တရားစီရင်ရေးစနစ်ကအခုထက်ပိုပြီးတော့ ဟိုအများကြီးလွတ်လပ်ဖို့လိုတယ်ပေါ့နော်အခုကအရင်ခေတ်ဟောင်းထက်စာရင်နည်းနည်းလေးပဲအပြောင်းလဲရှိသေးတယ်အရင်ခေတ်ဟောင်းတော့ဒီတဲ့ပို့ဆိုတယ်ညွန်ကြားချက်တွေနဲ့စီရင်ချက်ချတယ်အခုကတော့ညွန်ကြားချက်တို့မပေးပါဘူးလို့ပြောသည့်တိုင်အောင်ဟိုတရားစီရင်တဲ့လူတွေကအဲ့ဒီအစိုးရရဲ့ဟိုမျက်နှာကိုကြည့်ပြီးတော့တို့စီရင်နေကြတာလည်းရှိတယ်နော်ဒီတရားစီရင်စနစ်မလွတ်လပ်တဲ့ဟာလဲမီဒီယာသမားတွေဟိုဖန်ဆီးထောင်ချခံဖို့အကြောင်းဖြစ်တယ်နောက်တစ်ခုကအစိုးရကလည်းဒီတည်ဆဲဥပဒေ ဟိုသတင်းသမားတွေထိန်းချုပ်နိုင်တဲ့ဥပဒေတွေကိုမပြင်းရင်ဟိုချုပ်ကင်သားနေတယ်ပေါ့နော် နယူးယောက်အခြေစိုက်သတင်းတောင်များကကွယ်ရေးကော်မတီ CPJ ကဧပြီလ22ရက်နေ့မှာကမ္ဘာစင်စာဖြတ်တောက်မှုအများဆုံးဆယ်နိုင်ငံဆင်းမှာမြန်မာနိုင်ငံကအဆင့်ကိုအနည်းနဲ့ပါဝင်နေကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ CPJ ကထုတ်ပြန်မှုမှာဆယ်နိုင်ငံချင်းကတနိုင်ငံစီကိုတိတိကျကျဖော်ပြထားပါတယ်။မြန်မာနိုင်ငံအတွင်းသတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးဆွေးနွေးပွဲဆန္ဒပြမှုတွေအကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမဲ့ထင်သလောက်ပြောင်းလဲမှုမရှိဘူးလို့သတင်းစာတစ်စီးရတအုပ်ကပြောပါတယ်။နံပါတ်9နေရာမှာရှိနေသေးတယ်ဆိုတာကနံပါတ်ဆိုတာကမြန်မာ ားနေနိုင်ငံစိတ်ဦးစင်းတော့ဒီပါလီလေးလေဆိုတာတွေ့ရတော့စိတ်မကောင်းဘူးမြန်မာနိုင်ငံတွင်ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာပဲသတင်းတော့၁၀ဦးနေပါဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။ပြီးခဲ့တဲ့နှစ်အပောင်းဝင်အခုနှစ်နှစ်ဆက်မှအထိဆိုရင်သတင်းတော့အယောက်၂၀နေပါဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။ဒါဟာတရားစီရင်ရေးပိုင်းအာဏာမှုတွေကြောင့်ဖြစ်တယ်လို့ဦးမြင့်ကျော်ကတုံ့သက်ပြောဆိုသွားပါတယ်။ကျွန်မခင်းင်းဖြူဆိုပါ